မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဤကကနိဘတ်ထေကနဘတ်တရာကွန်တာလိကဇက်တော်အကြောင်းဖျက်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့ခေပြအတဲအလွန်တက်မြောက်တဲ့ဖြစ်ရွာစားမြောက်ခံရတော့မစွန့်အကြောင်းအောက်ပါအတိုင်းဖျက်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နယ်လူတို့ဤเสียဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇီတဝံเจ้า၌တရင်သုံးတော်မူစဉ်ကြောက်စရစ်ဂဲလုံးပြည့်အသက်ဝဲ တပတ်ကန်းရောက်အောင်တက်မြောက်တော့ယဟန်တပါရှိလေ၏တို့ယဟန်ဒီတိလာဒိတ်ခအကျင့်၌ကျင့်ရန်လိုမရှိတနေ့တနေ့ထိုကျောက်စရကဲလုံးအပြစ်ကောင်းသောယဟန်ဒီယဟန်ငယ်တပါးကိုခေါ်ကာအစိဒဝတိမြကန်းတို့တွား၍ရေချိုးပြီးလျှင်မြကန်းဝယ်ခဏနားနေ၏ထိုအခါဟိနာဖြူနှကောင်တို့သည် ကောင်းမြတ်ပြန်သွားကြကုန်၏။ကျောက်စရစ်ခဲလုံးပြစ်ကောင်းသော ယဟန်ဒီယဟန်ငယ်ကိုငါရှင်နောက်ကပြန်တော်ဟင်းနာမြစ်စေကိုမှန်အောင်ပြည့်၍ကြစေနေဟုပြောလေ၏ယဟန်ငယ်ကလူကြစေမလဲမှန်အောင်မပြစ်နိုင်ဟုပြောလေ၏ကျောင်းစရိတ်ပြစ်ကောင်းတော်ယဟန်ကဒီဘက်မြစ်စေမှာဟိုဘက်မြစ်စေဖောက်သွားအောင်ပြည့်မည်ဟုပြောပြန်၏ယဟန်ငယ်ကမဟုတ်မမှန်မဖြစ်နိုင်တာကိုမပြောပါနဲ့ဟုပြောပြန်၏တို့အခါ ကျောက်စရက်ပြေကောင်တော်ယဟန်သည်ကောင်းပြီကြည်ပါဟုဆို၍ကျောက်စရက်ခဲကိုလက်ချောင်း၌ထားကဟင်းနာနောက်တို့ပြစ်လိုက်တော်အခါဝီဝီအတံမြည်လျက်သွားလေ၏ဟင်းသာလေခဲတံကြား၍ပြန်ကြည့်နေစဉ်နောက်တလုံးဖြည့်ထပ်ပြစ်လိုက်တော်အခါမြေစီတစ်ဖက်မှတစ်ဖက်တို့ဖောက်ထွင်းသွားသည်ဖြင့်အတံကျဲလောင်စွာအော်မြည်လျက်ခြေရင်းတွင်ကြာ၍တည်လေ၏ရဟန်းတို့သည် ထိုယံကိုခေါ်၍မြတ်စွာဘုရားထံထိုအကြောင်းကိုလျှောက်ထားကြရာမြတ်စွာဘုရားသည်ထိုယံအားကဲ့ရည်တော်မူ၍ယဟန်တို့ဤဟံကယခုအခါ၌သာကြောက်စရစ်ကဲ့ပြည့်အတတ်၌လိမ္မာသည်မဟုတ်ရှိခါ၌လည်းလိမ္မာခဲ့ဘူးဟုမိတော်မူကားနောက်ပါတိစ္ဆေကိုဆောင်တော်မူသည်လွန်လေပြီးသောအခါပါရဏတိပြီဝေဗျမတတ်မင်းမင်းပြုတည်ရှိတော် ဖျားလောင်းဒီထိုပြမတက်မင်းဤပညာရှိအမတ်ဖြစ်လေ၏ပရဟိဘုံနာဒီအလွန်စကားများ၏ပုံနာစကားပြောသည်ရှိတော်သူတပါတို့ပြောဆိုခွင့်မရကြကုန်နင်းကြီးလေဘေတော်အခါ၌ပုံနာစကားမပြောနိုင်အောင်လောက်တော်အတတ်ပညာတစုံတစ်ခုကိုရပါအံ့နေဟုကြံစီလျက်နေ၏ထိုနေ့မှစ၍အတတ်ပညာကိုစုံစမ်းလျက်နေ၏ထိုအခါ ဗာရဏဒီမြို့တော်ပဲမဆွန့်တယောက်ဒီကြောက်စရကဲလုံးပြည့်အသက်ဝဲတဖက်ကန်းရောက်တက်မြောက်လိမ်မာဤရာသူရသားတို့ဒီမဆွန့်ကိုယထာတွင်တင်ကားဆွဲမြင်၍မြို့တကားချင်းချီညောင်မင်းကြီးတို့ခေါ်ဆောင်ပြီးလျင်ဝမ်းရံကြလျက်အဖိုးအခပြီး၍စင်းယုတ်လုတ်ပါမြင်းယုတ်လုတ်ပါစသည်ဖြင့်ခိုင်းကြကုန်၏မဆွန့်ဒီကျောက်စရကဲလုံးပြည့်ပြည့်ကား ညောင်ရွက်တို့၌အထူးထူးသောအယုတ်တို့ကိုပြုလုပ်ထားသည်ဖြင့်ညောင်ပင်တွင်လုံးမှာအပေါကြီးအပေါငယ်တို့ဖြင့်ပြည့်နှံ့လျက်ရှိလေ၏မင်းကြီးသည်ဥယျာဉ်တော်သို့သွားသောအခါညောင်ပင်ရင်တို့ရောက်လျင်ဒုက္ခသိန်းတို့သည်ပြေးကြကုန်၏မဆွမူကားထိုရ၌ပင်အေး၏မင်းကြီးလည်းယထာပေါ်မှကြည်လက်တော်ညောင်ပင်တွင်လုံးအပေါတို့ကိုမြင်၍ အမောင်းညောင်ရွတ်တို့ကိုအဘယ်သူဖောက်တနေဟုမေး၏မရှင်မင်းကြီးငါစွန့်ကျောက်စစ်ကဲနေပြည်၍ဖောက်ပါသည်ဟုလျှောက်လေ၏မင်းကြီးလည်းနေရကြပြီဤမစွန့်ကိုမိ၍ပုံနာစကားမပြောနိုင်အောင်လုံးမီဟုကြံစီကအမောင်းငါစွန့်ဘယ်မှနေဟုမေး၏ရှင်မင်းကြီးညောင်မြေကြားတွင် အိမ်နေသူဖြစ်ပါသည်ဟုလျှောက်ကြ၏သူအကမစွန့်ကိုခေါ်စေပြီးလျှင် ရိတ်သက်တို့ကိုတခြားတို့တွားစီ၍အမောင်ငါထံမှာစကားလွန်များသောပုံနာတယောက်ရှိသည် ထိုပုံနာကို စကားမပြောနိုင်အောင်တတ်နိုင်ပါမည်လို့ဟုမေး၏ရှင်မင်းကြီးမှန်လားပါတတ်နိုင်ပါသည်စိတ်ချတကွန်းစာလောက်တာပြီးတော်မူပါဟုလျှောက်ထားလေ၏မင်းကြီးလည်းမစွန့်ကိုနန်းတော်တို့ဆောင်ပြီးလျင်ပုံနာခစားမည်နေရာအနည်း၌တင်းတိမ်ကားစီလျက် ပုံနာပဇက်နှစ်တဲ့လောက်အောင်အပေါင်းငယ်ကိုဖောက်စီ၍အတွင်းတွင်စိတ်ချတကွန်းစာနှင့်မစွန့်ကိုနေစေ၏ပရောဟိတ်ပုံနာလည်းမင်းကြီးထံလာ၍မိမိခစားမည်နေရာကခစားကသူတပားတို့စကားမဝင်နိုင်အောင် တွင်တွင်သာပြောလေ၏မစွန့်လည်းတင်းနေတွင်ကနေ၍စကားပြောမည်ဟုပါဇက်ဟတိုင်းဟတိုင်းတင်းနေပေါက်ကစိတ်ချတလုံးတလုံးပြည့်၍ ပရောဟိတ်ပုံနာပါဇက်တွင်တို့တွင်လေအတန်ကြလျင်ပုံနာဝမ်းပိုက်တွင်စိတ်ချတစ်ခွက်သားလောက်ဝင်လေ၏မင်းကြီးလည်းစိတ်ချကုန်ဒီကိုတည်၍ဆရာဆရာတို့ကအလွန်စကားများသည့်အတွက်စိတ်ချတစ်ခွက်သားလောက်ဝမ်းပိုက်တဲ့ရောက်နေသည်ကိုပင်မသိချေကြာလျင်ဒုက္ခရောက်ချီတော့မည်အိမ်တို့အမြန်ပြန်တော့မုတ်တီးရီကိုတောက်၍ဝမ်းတော့အောင်လို့ဟုဆိုလေ၏ ုံနာလေထိုနေ့မှစပြီးအရှက်ရသဖြင့်စကားလွန်စွာမပြောတော့ချေမင်းကြီးလေဤငဆုံကုန်မြည်၍ငါမနာချမ်းနာပေတည်ဟုအသက်ပညာဟုသမျှကိုတဲအပ်တည်တာဒီတက်မြောက်လျင်ကောင်းတည်တာဒီငဆုံအားအခွန်တသိန်းစီထွက်တော့အရက်လေးမျက်နှာရှိရွာကြီးလေးရွာတို့ကို အပိုင်စားစီ၍ချိမြောက်တော်မူ၏ထိုအခါ ပညာရှိအမတ်ကြီးတီမြင်းကြီးထံကပ်၍ရှင်မင်းကြီးလောကနိုင်ပညာရှိတို့မြည်သည်အသက်ပညာဟုသမျှကိုတင်အပ်သည်ဒါသည်တက်မြောက်လျင် ကောင်းသည်ဒါသည်မစွန့်သည်ပင်စိတ်ချေပြစ်သောအသက်ပညာကိုတက်ရုံမျှနှင့် အခွန်တသိန်းစီထွက်သောရာကြီးလေးရွာဝယ်ရွာသားမင်းဖြစ်ရသည်ဤဟုမြင်းကြီးကိုတရားဟောပြောကအစိုးမဩဝါဒပေးလေ၏ဤတို့လျင် မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ဗန္နတန်သောဝတ္ထုတို့ကိုအနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့သူအခါငစွန့်သည်ယခုအခါကြောက်စရစ်ခဲပြစ်ကောင်းသောယဟန်မြင်းကြီးသည်အာနန္ဒာပညာရှိအမတ်သည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်တာလေးတကဇက်တော်ဤတွင်ပြီးခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်ရှင်။ နားထောင်ပေးကြသူများအားလုံးလည်းနှလုံးသွေးဝင်ဤကျင်းကြပါစေ